ဟုတ်ကဲ့ပါခင်ဗျာမင်္ဂလာပါအခုမင်္ဂလာပါမင်္ဂလာပါဗျာဟုတ်ကဲ့ညီမတို့ဘာသာပြန်လဲဆိုလားညီမတို့ဆက်လိုက်မယ်နော်မမညီမလေးနော်ညီမလေးကနှမျိုးလုံးရတယ်ဟုတ်တရုတ်ဆိုယူတရားလို့ပြောချင်လဲရတယ်နော်ကျွန်တော်ဟုတ်ကဲ့ဗျာအစလေးပဲနည်းနည်းပဲသူကြက်ထားတာ50လုံးပေါ့ဝန်နီစဖာဒီမိုက်ခပ်ဝန်နီအဲယဒီတီရိုက်ရိုဂျိုက်ခပ်အညာဆေးရိုက်ခပ်အာကိုရီးယားလိုလည်းရပါဟုတ်ပါရဲ့အခုတော့မြန်မာလိုပဲပြောမယ်ကွာနော်ဟုတ်ဟုတ်ဒီနေ့မြန်မာမြန်မာပြောတော့အခုကြာတန်းပြီးွားပြီနော်ဟုတ်ကဲ့ကျွန်တော်တလပဲမိွာအခုမြန်မာလိုပြန်ရပါဘူးအော်ပြန်ရအောင်ချက်ချင်းရအောင်နော်ကို ဝမ်းသာပါတယ်ကိုဟုတ်ကဲညီမလေးဒီနေ့ဒီနေ့အားကြောင်းလေးညီမလေးအာနေစဉ်းစားတော့လဲပေါ့နော်ပြောဖို့အတွက်ဟုတ်ဒီနေ့ကကြာတာ deep puffing ပေါ့ deep puffing deep puffing ဆိုတာဒီခါလေးကြာလို့ရှိရင် deep puffing ဆိုတာဘာမှရှိတဲ့အစီလေးတွေကိုကိုရော့အောင်လို့လုပ်တဲ့ကိစ္စနဲ့တူတယ်ဟဲ့လားအခုရင်းတော့လုပ်နေကြပါပဲဟုတ်လားလုပ်နေကြပြီဟုတ်အခုအဆောင်ချစ်ချစ်လေးလေးနဲ့မျက်နှာကလာ deep puffing လေးအများတော့ british science ပြောတယ်လေ deep puffing deeper thing okay is that now now okay okay ဒီ buffing ကကြတော့ဟိုလောင်တို့မျက်နှာအမျိုးသားအမျိုးသမီးအကုန်လုံးကကိုယ့်ရဲ့ကျန်းမာရေးအခြေအနေတခါလေးမျက်နှာလေးပွားရောင်းရောင်းဖြစ်နေတာရှိတတ်တယ်ပေါ့နော်ဆိုတော့တချို့ကကြတော့တို့ရဲ့မျက်နှာ structure အရဖြစ်တယ်ဒါပေမဲ့တခါလေးကြရင်လောင်တို့စားလိုက်တဲ့အစားအသောက်ကြောင့်မို့လို့ဒါမှမဟုတ်ကိုယ့်ရဲ့ဟိုပြန်ရည်ကျော်ကျန်းမာရေးအနေအထားကြောင့်တောက်ရတဲ့ဈေးဝါးကြောင့်တခါလေးပို့ပြီးတော့ဖောင်းနေရောင်နေတဲ့အခြေအနေဆိုတာရှိတတ်တယ်ပေါ့နော် ဟုတ်တယ်ဖောင်းပါဘူးဆိုတော့ကျွန်တော်ကဖောင်းတယ်။အဲမောင်းလူမဖောင်းလဲဆိုတော့ကျွန်တော်တက္ကသိုလ်ကလည်း ို့ရဲ့ structure နဲ့ကိုပေါ့နော်အဲ့လိုမျိုးရှိရတယ်မဖြစ်တတ်ပါတယ်အဲ့တော့ကိုမျက်နာမှာ puffing ဖြစ်လာတဲ့ခါကြလို့ရှိရင်လောင်တို့ကဟိုမျက်နာကနည်းနည်းနေမကောင်းတယ်လို့လို့အန်အန်လေးဖြစ်တယ်ပေါ့နော်အထူးသဖြင့်လောင်တို့ရိုက်ကူးရေးလုပ်တဲ့အချိန်တွေဆိုလို့ရှိရင်ဟိုကိုရဲ့မျက်နာအနေထားကိုပြန်ပြီးကြည့်ရတဲ့အချိန်တွေရှိရတယ်ဒါမှမဟုတ်လောင်တို့အလုပ်သဘောရပါပေါ့နော်ဒါပေမဲ့တစ်ခါလေကြလို့ရှိရင်ကြတော့လောင်တို့အရေးကြီးတဲ့ကိစ္စတွေဒါမှမဟုတ် interview တွေသွားတဲ့အခါမျိုးတွေမှာကိုကစမ်းပါပြီကိုကို confidence ရှိတဲ့ပုံတွေဖြစ်ဖို့လိုတဲ့အချိန်တွေဆိုတာရှိတတ်တယ်ပေါ့အဲ့ဒီအချိန်တွေမျိုးကြီးကြလို့ရှိရင်လောင်တို့ကိုရဲ့မျက်နာအသွင်ပြအဝတ်အစားပြင ်ကိုမျက်နှာအနေထားမှာပို့ပြီးတော့ပေါ့နေလားရောင်နေလားဆိုတာကြည့်ဖို့လိုတယ်ပေါ့နော်ဒါအလားပါတခုတည်းအတွက်မဟုတ်ဘူးကိုယ့်ရဲ့ကျန်းမာရေးရှူထောင်ရကြည့်မယ်ဆိုရင်လည်းဟိုနေကောင်းလားမကောင်းလားဆိုတာဒီမျက်နှာရဲ့အနေထားကိုကြည့်ရုံနဲ့သိတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး perfume လုပ်ဖို့အတွက်ကိုဆိုလို့ရှိရင်အလောင်းတို့ကကိုယ့်ရဲ့အစားအသောက်အနေထိုင်ကိုလည်းဂရုစိုက်ရမယ့်အပိုင်းတွေအများကြီးရှိရဲပေါ့နော်အဲဒီနေ့မှာအလောင်းတို့မျက်နှာလေးကိုအစ်စ်စ်လေးလေးလေးဖြစ်ဖို့အတွက်ကို အပိုင်းလေးတွေလိုအပ်တာလေးပြောသွားပါပါဟုတ်ကဲ့ပါကဲဝမ်းသာစရာပဲဗျာနားထောင်ရတော့မှဒီကနေ့ဟုတ်တယ်ဆိုတော့ဆိုလို့ရှိရင်ကိုရီးယားပြောသလိုပဲငကိုရီးယားအဲ့လို structure အဲ့ဟာလဲပါဖောင်းနေပြီးရင်ကိုစားတဲ့အစားအသောက်တွေနော်ညီမလေးနော်တစ်ခါပါလဲနေပါတယ်အပေါ်လေးတွေပါနေဆိုတာလို့လေအဲ့ဒါ style ကိုဒီလိုမျိုးကြီး style တွေကမင်းကတော့ဘာမှတင်လို့ဒါပြီးရင်ပါမလေးအခုသင်လာဆောင်မှုဆိုတော့အခုဆိုရင်အဲ့ပါနဲ့မျက်နှာနဲ့ကိုလေကဘယ်လိုမျိုးအိမ်မှာဟိုလှုပ်ထားလဲဆိုလို့ရှိရင်တပတ်စီပါနဲ့မဟုတ်ဘူးအခုကပုံစံခွက်လှုပ်ထားတာပုံစံခွက်အိမ်မှာကိုမျက်နှာပုံစံခွက်ရှိတယ်အဲ့ကျတော့ကိုကလိုဝင်တက်ကြည့်လိုက်တယ် အဲ့လိုမျိုးကွက်တီမကြိုက်ဘူးကိုပြင်မသွားဘူး brush ဆိုဝင်သွားကွက်တီကြောက်ပြင်သွားတယ်မျက်နှာပုံစံလောက်ထားတာ ကြောက်ကြရဲကိုဝါတာဖောင်းတာလက်မခံဘူးကိုကအော်အဲ့လိုတီးပြစ်တာဟိုတခါတည်းလည်းပူလာလေးဆိုနည်းနည်းထုတ်တာထုတ်တာလေတရင်းနဲ့တို့တို့ထုတ်ထုတ်လိုက်ပြီးမလို့နားထောင်နေတာ countering လောက်တာဟုတ်နော်โอเคဘယ်လိုဘယ်လို countering လောက်တာအတော့အနာစာ okay ကျေးဇူးပါ okay thanks welcome ကောင်းနားထောင်မကောင်းနားထောင်မလို့အပထမလည်းမတ်တေကကြအဲ့အချိန်မှာလောင်းလို့အားကိုရမှာအပူမဟုတ်အေးပေါ့နော်ဆိုတော့ cool therapy ဆိုတာမျိုးပေးရတယ်ဆိုတော့အဲ့ဒါလေးတွေကလောင်းလို့ဘာလေးရှိလဲဆိုတော့အရင်တော့ရေခဲတုံးလေးတွေကိုပြန်ပြီးတော့တင်တာမျိုးရှိတတ်တယ်ပေါ့တချို့ make up မလင်းခင်မှာဒီ korea artist တွေဆိုလို့ ့ရှိရင်တို့ behind the scene တွေမှာပါတယ်ရေခဲလေးအဝတ်လေးနဲ့တခြားလေးထုတ်ပြီးတော့ဒါလေးကိုမဖောင်းအောင်လို့ပေါ့တို့ကြတော့ဖောင်းတာကိုတိတ်မကြိုက်ကြတဲ့သူမျိုးတို့လည်းဖြစ်ဖြစ်မှာပေါ့နော်လောင်းဆိုရင်တော့ဖောင်းတာကြိုက်တယ်အဲဒါမဲ့တို့ကအဲ့လိုမျိုးဖောင်းနေရလေးရေခဲအိတ်ကလေးနဲ့ပြန်ပြီးကတ်တဲ့ပုံစံမျိုးလေးလောက်ကြရတယ်ပေါ့နော်နောက်တစ်ခုကကြတော့အဲ့ဒါကိုမလုပ်ချင်ဘူးဆိုရင်လောင်း steel stone လို့အရာလေးရှိတယ်ရေခဲတတားရဲထည့်ထားပြီးပြန်ကတ်တာအဲ့ထက်ပိုလွယ်တာ zone လေးပေါ့အဲ zone လေးများတော့ဖောင်းတာတမျက်နာလုံးဖြစ်လေမရှိဘူးတချို့ကအဲ့ရနိုးနိုးချင်းမှာအရန်ဖောင်းတတ်တဲ့သူရှိတယ်အဲ့လိုလူမျိုးကြများတော့ပြီးသူ့နှကိုဆိုတာထက်မ အိတ်ခင်နောက်ဆုံးစားခဲ့တဲ့အစားအသောက်ကစားများတာပေါ့ဆိုဒီယံသိပ်များရဆိုရင်နောက်နေ့နိုးလာတဲ့ကတော့ ရောက်ဆွဲလင်းဖောက်ဖောက်ပြီးပေါင်းပြီးတော့လုံးလာရှိတတ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မျိုးမှာ तू ကဒီ skin care အပိုင်းလေးကိုကအဲ့လိုဖြစ်တတ်တယ်ဆိုလို့ရှိရင်ဥမာညဘက်ကိုကိုကစားလိုက်တာအငန်းတွေပိုင်းများသွားပြီပေါ့နောက်နေလဲသွားเสียရရှိပြင်ဆင်เสียရရှိရဆိုလို့ရှိရင်ဘာလို့လို့ရလဲဆိုတော့ညဘက်ကိုကိုရဲ့ skin care လေးကိုမနဲ့ရအောင်လိမ့်မဲ့ skin care ကိုအေးတဲ့နေရာထားလိုက်ပါတယ်ဥမာမနဲ့ရအောင်စပြီးတော့လိမ့်မဲ့အရာတွေကိုပုံနေအောင်လုံးဝမထားပါနဲ့အေးတဲ့နေရာဒါမှမဟုတ်ရေခဲတက်တာထားလို့ရတဲ့ skin care ဆိုတာလည်းရှိနိုင်တဲ့အတွက်မနဲ့ကိုလိမ့်မဲ့အရာကိုအေးတဲ့နေရာမှာထားပြီး တော့ကိုကနိုးတာလေရေခဲလေးပါလေးတစ်ချက်ကတ်မျက်နှာတက်ပြီးအေးတာလေးနဲ့ပဲပြန်ပြီးတော့လိမ့်လို့ရှိရင်ဒါကတော့အရန်ခဏခဏဖောင်းတတ်တဲ့သူတွေအတွက်အလွယ်တကူအကုန်ကြမရှိပဲနဲ့ ပြန်ပြီးအေးအောင်လုပ်လို့ရတယ်။သူနှစ်နာရီရွေးမလားညီမ effective ဖြစ်နှစ်နာရီဆိုကြာသွားပြီမှာပြန်ပြီးတော့။ဒါပေမဲ့တချို့ကတယောက်နဲ့တယောက်တော့မတူဘူးပေါ့ကို။တူရဲ့ကျမ်းမာရဲ့အနေထားရဲ့နောက်တစ်ခုကတော့ structure ပေါ့နော်။တချို့ကဒီနားမှာပို့ပြီးတော့အဲကိုယ့်ရဲ့ space အသားအတူများရဲ့ဆိုလို့ရှိရင်ပို့ပြီးတော့ရောင်လာတဲ့ပို့ပြီးတက်တာရှိတယ်။တချို့ကဒီနားဘာမှမရှိတဲ့သူဆိုရင်တော့နည်းနည်းရောင်လဲဆိုတော့ခဏနေပြန်ကြာရှိစေ။ဒါတော့တယောက်နဲ့တယောက်အခြေအနေချင်းမတူဘူးပေါ့နော်။နောက်တစ်ခုကကြာတော့ तू ကဒီကိုယ့်ရဲ့မျက်နှာနှိမ့်နေတာမျိုးပြုလုပ်ဖို့လိုတယ်ပေါ့နော်။နှိမ့်နေတဲ့အခါမှာလောင်းနောက်ပိုင်းကွာရှာတွေပါလောက်တာလေ။ roller လိမ့်တာရှိတယ်။ဒါပေမဲ့အဲ့ဒီမှာအရေးကြီးတာက ကတဲ့မျက်နှာကိုလှိမ့်နေဆိုပြီးဒီအလဲစင်တာကနေဘေးကိုပို့လိုက်ပြီးလဲဘင်းဒီမှာဆွဲတာမလုပ်ရဘူး။အော်အထူးပါဆွဲတာ။သူတို့ကဒီနားမှာဟိုပိတ်မိနေတတ်တယ်ပေါ့နော်ပြန်ရေးပါ။အဲ့တော့ကိုကဒီဟာကိုလှုပ်ပြီးဆိုရင်လောင်ကမျက်နှာကိုနှိမ့်နေတဲ့အရာတွေကိုတကယ်တက်ကြွနားလေတဲ့သူတွေကိုပဲလှုပ်စေချင်တယ်။ကိုတိုင်းလုံးမယ်ဆိုရင်လည်းတကယ်ကိုနီးလန့်ကိုတင်ပြီးတော့မှလှုပ်တင်တယ်။ဟို tools တွေကအကောင့်တွေတုံးလိုက်တာပဲဒါပေမဲ့ကိုလိုချင်တဲ့မျက်နှာဖြစ်မလာဘူးဆိုတာမျိုးကကိုယ့်ရဲ့ lifestyle နဲ့လည်းဆိုင်တယ်လို့ကိုဒီ PC ကိုဘယ်လိုတုံးလဲပုံမူတရားပေါ့ဥမာလှိမ့်နေဆိုပြီးလောင်းမပြင်းအားပြင်းပြင်းကြီးနဲ့ကြီးကြီးကြီးဆိုပြီးလှိမ့်လို့မရဘူးသူ့ရဲ့လမ်းကြောင်းလေး systematic ဖြစ်တာလေးရှိရဒီအလဲအနေပြီးတော့အလုံးဒီဒီဘေးကိုသွားတာမျိုးရှိမယ်ပြီးရင်လေဘင်းကိုရောက်တဲ့ဒီအဆုံးတတ်ဖို့လို့ဟုတ်တယ်အဲတချို့ကအလဲမှာရက်ပစ်လိုက်တာတော့အလဲတစ်ခုတည်းကိုဖိတာတော့ဟိုလှုပ်တာလှုပ်ရတာအဲ့လောက်ကြီးအဆင်မပြေဘူးဆိုတော့ကောင်းကျိုးထဆိုးကျိုးများလားဟုတ်တယ်အဲမှားသွားရင်ဆိုရင်ကိုယ့်ရဲ့ structure ပုံစံမှာနည်းနည်းတမျိုးဖြစ်သွားနိုင်တဲ့အတွက်တကယ် အဲ့အတွက်လုံးမယ်နှိမ့်နေမယ်ဆိုရင်တော့တေချာတဲ့နီလန်းစနစ်တကြနဲ့လေဘေးရဲ့ဒီနားအထိကိုရောက်ပြန်ပြီးတော့ပို့ဖို့လိုပါတယ်အဲ့လိုမပို့ဆိုတော့ဒီနားတွေတို့ဒီနားတွေတို့မှာဖောင်းတာဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒါလေးကကြတော့ तू ကအဲ့လိုလုပ်တဲ့အခါမှာလည်း face oil လေးကိုတုံးပြီးတော့နှိပ်တာပို့ပြီးတော့ကောင်းတယ်ပေါ့နော်မျက်နှာကြောပြည်သွားပေါ့လို့ဆိုရင်နော်တကယ်မျက်နှာကြောပြည်ပေါ့မင်းမနှိပ်မျက်နှာကြောတင်းဟုတ်လားဟုတ်အဲဒီဒီပြောလို့ပြောလားပြောလားပြောလားအဲ့တော့တချို့အလုတ်ကိုင်းနေကြတနေ့လုံးမျက်နှာတီးတာအလုတ်ရှိတယ်နောက်ကြတနေ့လုံးကိုကျွန်တော်လေးဝင်နေတသိန်းလောက်ကိုကအုတ်ချုပ်ပါဆိုလေအဲ့လိုနေရတာခွဲစိတ်ကောင်းလေးတသိန်းကိုအုတ်ချုပ်မကိုက်ရဘူးပြစိတ်လေးလေးအိမ်မှာခုတ်ကောင်းလေးမွေးတာတယောက်ယောက်မကိုက်ရအောင်အဲ့လိုမျိုးဆိုတချို့ကကိုယ့်ရဲ့အလုပ်သဘောရမျက်နှာကိုတည်တည်နေရတာရှိတယ်။တချို့ကျတော့လေလောင်းလို့အလုပ်လို့ဆို င်ဒါအဲ့လိုတည်တင်းနေလို့မရဘူးတလုံးရင်နဲ့ဖြစ်နေကလောင်းတို့ကြတော့လေတည်တင်းနေတယ်ပုံပြေနေလေတို့မမြပါဇက်ကတော့ပြောနေတာပြောနေတာဖြစ်တဲ့အတွက်အဲ့လိုမျိုးငိန်တဲ့သူတွေတဲ့မန်နေဂျာတင်းတင်းနေရတဲ့သူတွေတဲ့ပို့ပြီးတော့အရေးချောင်းနေလောင်းတော့ပို့ဖြစ်ရတယ်ပို့ဖြစ်လွယ်တဲ့အတွက်သူများထက်အစီပါဝင်မှုလေးကိုဂယူတစ်ဆိုင်သုံးတဲ့တယ်အဲ့တော့အစီ face wine နေကလောင်းတို့အစီပြန်တဲ့သူတွေအရန်ကြောက်တဲ့အတွက်မသုံးဘူးဒါပေမဲ့လုံးဝကိုအရေးပြားအတွက်ကောင်းစေတဲ့အစီပါဝင်မှုရှိတဲ့ face wine ကလောင်းတို့လို facial expression အရန်များတဲ့သူကသုံးဖို့တော့အောင်စားပေးရတယ်ညီမလေးက အစားပြေးတာလည်းကောင်းတယ်ပေါ့ကိုဒါပေမဲ့တခါလေကြာတော့ကိုကဆောင်းလုံးတော့ပါလို့လေဟုတ်တယ်အဲ့လိုမျိုးလည်းကောင်းတယ်ဒါပေမဲ့အပေါ်ရန်ပြန်လုံးရမျိုးလည်းရှိတာပေါ့နောက်တော့အပင်လေးတွေဆိုရင်တော့မှအစိုးတက်ရဖို့အမြင့်ကိုရေးလောင်းရတယ်အရွက်ကလေးရေးပြန်ပြေးရတယ်ပဲအပေါ်ကနေလုံးရတဲ့အရာကြီးအရေးကြီးတဲ့အတွက်နောက်တော့ဒီလိုမျိုးလှုပ်ရှားမှုအရန်များတဲ့သူတွေ face wine ဒါမှမဟုတ် facial spray တွေကသုံးပေးမှရဟုတ်တယ်အဲ့ဒီဟို spray ဟိုလေးသုံးပေးရဟုတ်တယ်ပေါ့ mist လေး mist လေးသုံးပေးရမယ်ဒါပေမဲ့ အရင်နဲ့ပတ်သက်တာတွေတုံးတဲ့အခါမှာအရေးကြီးဆုံးကမှုမလိုက်ဘူးပေါ့ညနာမှာမှုဖြစ်ပြီဆိုရင်အဲ့မှုလေးတွေကနေအဖို့အဖို့လေးတွေပေါက်တာလေတခါလေ sponge တွေဖြစ်တာမျိုးရှိတယ်အဲ့ရေတဲ့ရင်တော့ဖြေးတာဖြန်းတယ်လေဝှက်ချံလေးထွက်လို့အခုဝှက်ချံမရှိ skin တော့အဲ့ဒါကြောင့်အခုအဲဒါမျိုးဆိုတော့မနေ့ကတစ်ခေါက်လောက်ပဲတုံးလိုက်ပေါ့တယောက်နဲ့တယောက်တော့မတူတချို့ကြတော့အသားတွေပူတယ်အရန် dry ဖြစ်တယ်လို့ဆိုရတယ်အသားကလည်းတိတ်ပြီးတော့မပူခက်အေးအေးလေးပဲရှိတယ်နောက်ပြတ်မကြခဏလေအသားလေးကဆိုးဆိုးလေးဖြစ်နေတယ်ဆိုရင်အဲ့ဒါမျိုးမှုပြဿနာဖြစ်နိုင်တယ်ဆိုတော့ဒါကတော့ဟိုကိုယ့်ရဲ့တကယ်ကျွမ်းကျင်တဲ့ dermatologist တွေနဲ့တိုင်ပင်ပြီး ော့လှုပ်တင်တယ်ဒါပေမဲ့လောင်းတော့အစီကိုလုံးဝဖြတ်ပြလို့မရအောင်ကောင်းတဲ့အစီတွေရေဓာတ်တွေကိုတော့ဖြည့်ပေးဖို့လိုတယ်မဟုတ်ရင်အဲ့နေရာတွေကကိုတိလိုက်တဲ့အချိန်မှာအရန်နောက်ကျသွားတယ်ဘာလို့ဆိုတော့သူတို့ရဲ့မိုက်ခရိုတွေတိတိလေးပဲအရန်နီးကတ်မှမြင်ရဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆိုဒါလေးအရေးကြီးပါတယ်နောက်တစ်ခုနံပါတ်3ကတော့အိတ်တဲ့ခါမှာကိုယ့်ရဲ့ခေါင်းအုပ်နည်းနည်းမြင့်ထားဖို့လိုပါတယ်။ဒါမဲ့လောင်ကကြီးပေါင်းသမားနဲ့ပတ်သက်တာမျိုးကြာဘာပြောချင်လဲဆိုတော့ဒါကတော့ကိုကျမ်းမကြီးအတိုင်းပဲပေါ့နော်။ပုံမှန်ဆိုရင်တော့လောင်တော့ခေါင်းအုပ်ကိုဒီလိုမျိုးအရန်ကြီးအဲပြောင်းနောက်ပြန်ကြီးလှုပ်လိုက်တယ်ဆိုရင်ဒီအရာတွေက မနဲ့ရောက်လို့ရှိရင်သွေးတွေကဒီလိုအပေါ်အရန်ရောက်ပြီးတော့ဖောင်ပေါင်းကြီးနိုးလာပြန်ရှိတတ်တယ်။အဲ့တော့ခေါင်းအုံးလေးကိုအတိုင်းတာတစ်ခုဒီလိုလေးမြင့်ထားခြင်းဟာကိုယ့်ရဲ့မျက်နှာကိုဒီကိုယ့်ရဲ့ gravity ဆွဲရအတိုင်းလေးနေတာဖြစ်တဲ့တော့ပိုအဆင်ပြေရပေါ့နော်။ဆိုတော့ညရောက်လို့ရှိရင်ကိုကအဲခေါင်းအုံးတွေကိုဘာဖြစ်တတ်လဲဆိုတော့ခေါင်းတွေအများကြီးခုပြီးတော့ပေါ့နော်။အဲ့လိုမျိုးအိတ်ဓာမျိုးလေးတွေအဲ့ တေချာလေးဂယူးဆိုင်ပြီးတော့လှုပ်တင်တယ်ဒီမှာပြောထားတာဆိုလို့ရှိရင်မျက်နှာကိုအပ်ပြီးတော့အိတ်ဓာမျိုးကမလှုပ်တင်ဘူးမျက်နှာကိုတချို့ဆိုရင်မျက်နှာတော့အပ်ဘူးဒါပေမဲ့အိတ်ရင်းနဲ့ဒီလိုဒီဇောင်းအပ်လိုက်တာပေါ့အဲ့တဖြည်းဖြည်းဟိုဘက်နဲ့ဒီဘက်က alignment alignment ဆိုတာလုံးဝစောင်းတာပြောချင်တာဟုတ်ပါတယ် treatment တစ်ခုယူထားတဲ့အချိန်မှာตัวตะชั้นก็ไปยังผิดไล่ได้ส่วนหูตะမျိုးမျိုးผิดตัวได้เนเน่เลยป่ะเนาะตะမျိုးเลยตีตาตัวได้มาพ้องนายาวนาซ้ําๆทุกๆผิดနိုင်เลยป่ะเนาะสอกูเนี่ย ဒီခေါင်းအုံးဒီအရန်ကိုကို့အလှပါအတွက်အရေးကြီးတယ်တဲ့ဒါကြောင့်ခေါင်းဒီတန့်ဖို့လိုတယ်ကို့ခေါင်းနဲ့မျက်နှာနဲ့အဆင်ပြေတဲ့အနေထားတတ်တော့တစ်ချိန်လောက်လဲနေတော့ပိုကောင်းတယ်နော်ဟုတ်တယ်လဲလဲလဲပြီးတော့ခေါင်းရဲ့အနိတ်အမြင့်အနိတ်အဲ့ပုံစံလေးကြီးဟုတ်တယ်ဒါလေးတွေကိုကတိတ်ချခရူးဆိုင်ဖို့လိုပါတယ်နောက်တစ်ခုကကြညနေစားညနေအငယ်ကိုတတိထားပါနေပါမနေ့တရားကြတော့တော့ဘာပဲစားစားအင်းနဲ့အားနဲ့အကုန်လုံးတုံးပြစ်လိုက်တာပြောပြစ်ပြန်ပြီးတော့ပြောပြစ်ဆိုပြစ်လှုပ်ရှားပြစ်ဒါပေမဲ့ကြဲရောက်လာတဲ့အချိန်ကလူကခန္ဓာကိုယ်ကမက်တာဘောဆက်နှေးသွားတယ်ဘာလို့လဲတဖြည်းဖြည်းသူအိပ်ရတော့မှအိပ်ရမယ်လေအိပ်ရမယ် ဆိုတော့တဖြည်းဖြည်းသူ့ရဲ့လုပ်ငန်းစဉ်တွေရှော့နေတဲ့အချိန်မှာကိုကသူ့ကိုအဲစားရီကိုအဲ့လိုအင်စာရီအများကြီးပေးလိုက်သူ့ရဲ့စားမနိုင်တော့ဘူးပေါ့နောက်နေ့ကျောင်းလဲရောက်ပေါ့ဖောက်နေတော့သူ့တဲ့ဝင်းဝူဖြစ်နေမတည်ညက်တော့ပဲနေတော့အဲ့တော့ညနေစားအရေးကြီးဆုံးပဲဆိုတော့ညနေမှာအငံကိုပူစားရမျိုးရှော့ပေါ့ကိုအငံစားတတ်တယ်ဆိုရင်လည်းမနေ့ပိုင်းနေနေ့လေထည့်စားလိုက်ပေါ့နော်ညနေကိုတော့ဒီစားနဲ့ပတ်သက်တာရှော့ပါနောက်ကစားရီတွေဘာလို့တောင်းရအောင်အဆင်ပြေနေတာညနေ ကျမ်းမာရေးရတော့တာမျိုးလေဒါပေမဲ့ဓာတ်စားအောင်မှာသူလိုအပ်တဲ့ပမာဏလောက်ပဲတောက်ရတာမျိုးရှိရပေါ့နော်မဟုတ်ရင်တဖောင်းတာတွေပါရှိတတ်တယ်အဲ့လိုဖြစ်တတ်တဲ့သူကိုကလည်းညနေကိုမရဘူးကိုကတော့အငန်းဟောက်စားရတယ်အဲ့ဒါမပိုင်မစားစားလို့မရဘူးဆိုရင်ညနေကိုတကြားမပိုင်လီမွန်လေးကိုတစ်ခွက်လောက်တောက်လိုက်ပါတဲ့အဲ့လိုမျိုးလေးတောက်လိုက်လို့ရှိရင်စားအများကြီးစားထားရဆိုရင်တော့နည်းနည်းပြန်ပြီးတော့တင်းတင်းဖြစ်တယ်ပေါ့နော်ပြင်သွားရရှိရပေါ့နောက်တစ်ခုကကြတော့အခုခေတ်မှာကကြတော့ anti puff drink ဆိုပြီးလူတွေကသေးတမ်းတောက်တယ်တဲ့ကိုရဲ့မျက်နှာအဲ့လိုဖောင်းတာလုံးဝမကြိုက်တဲ့သူတွေအနောက်တိုင်းမှာသူတို့ beauty tips တွေမှာအဲ့ဒီ anti puff ကိုတ က်တက်တောက်တယ် drink တက်တက်ရှိရပေါ့လောင်းလို့လှအောင် collagen တောက်တယ်လို့ပဲသူတို့ကလည်း anti buff ရှိရဘာတွေတောက်ကြတာလဲဆိုတော့သူတို့ကဒီ detox တောက်တဲ့အရေကိုပဲသူကမကြာခဏတောက်ပေးတယ်။ပြီးတော့ပြီဆိုလို့ရှိရင်သူတို့စီမှာ dandelion tea ဆိုတာရှိအခုလောင်းလို့လက်ဖက်ရည်လက်ဖက်ချောက်တွေမှာကျမ်းမာရည်အတွက်ထည့်ထားတဲ့လက်ဖက်ချောက်တွေပေါ့နော်။ကျမ်းမာရည်လက်ဖက်ချောက်လိုမျိုးအဲ့ဒါမျိုးလေးတွေတောက်တာကလည်းပို့ပြီးတော့ဒီကိုယ့်ရဲ့ကျမ်းမာရည်ပြန်ရည်ကြောရဲ့လှူရှားမှုတွေပို့ပြီးတော့ကောင်းစေတယ်။နောက်တစ်ခုအရန်ကောင်းတဲ့အဲဖောင်းတော်အရင်တက်တာစီတာဘာလဲဆိုတော့တခွားသေးနဲ့နက်နက်သေးတဲ့အဲ့ဒါယူစားတဲ့သူတွေကဟိုမျက်နာဖောင်းတာမျိုးအများကြီးတက်တာတယ် အကူကဖောင်းတတ်တယ်ဒါမှမဖောင်းတာကြောက်တယ်ဆိုရင်ညနေမျိုးမှာနက်နက်သီးတို့တခွားသီးတို့စားပေးတိတာအနောက်နေ့တွေမှာအရန်မပွားနေမျက်နှာဒါတော့သူတို့ရဲ့ငကိုစားတောက်တဲ့ပုံစံလေးပေါ့နော်မှနောက်တစ်ခုက the screen habits ပေါ့နော် screen habits ဆိုတော့တချို့ကကြာဒီဖုန်းတွေပါရေးတုံးနေအဲလောင်းတို့ဒီမျက်လုံးကိုတောက်လျှောက်ဒီလိုမျိုးကြည့်နေတာမျိုးရှိရယ်ဆိုရင်သူက sleep mask တုံးပြီးအိတ်တယ် ညာဘက်ကိုဒီမျက်လုံးပေါ်မှာလောင်းတို့ဒီအဲကြောက်ကလေးတွေတင်ပြီးတော့အိတ်ဓာမျိုးဒါမှမဟုတ် eye cream eye patch လေးတွေသုံးပြီးအိတ်ဓာမျိုးလုပ်တင်တယ်အခုခက်ကကြတော့ဖုန်းမသုံးတဲ့သူစားမရှိဘူးသုံးရတာဖြစ်တဲ့အတွက်ဒါမျိုးလေးတွေနေတိုင်းမသုံးရင်တော့မှတပတ်ကိုတစ်ခေါက်လောက်တော့ကိုယ့်အတွက်တကယ် quality ကောင်းတဲ့ sleep mask လေးတွေ eye care လေးတွေမဖြစ်မနေသုံးရမယ်ထင်ပါပါပါတယ်တဲ့နောက်ပြီးတော့ကိုယ့်ရဲ့ screen ကို TV ဖုန်းကြည့်တဲ့အခါမှာလည်း အဲ့ဒါတွေအားလုံးနားပြီးမိနစ်30ကြာမှအိတ်တာပိုကောင်းတယ်ပေါ့နော်။သူပြောချင်တာကတော့တဝင်းနဲ့အိတ်သွားမျိုးထက်ဖုန်းကိုလုံးဝဖျက်လိုက်အဝေးမှာနာယူဝက်ဒီတိုင်းထိုင်လူကပြင်းပြီးအိတ်ပြော်သွား။ဘာမှအာရုံမရှိတော့အဲ့လိုအိတ်တာမျိုးတော့ပို့ပြီးတော့အားပေးပါတယ်တဲ့။ဆိုပြောရပေါ့နော်။နောက်တစ်ခုကတော့ makeup မလင်းခင်မှာ eye patch လေးတွေတုံးတာမျိုးပေါ့နော်။ဟို caffeine ပါ green tea ပါ eye patch လေးတွေကိုလောင်းတတ်တတ်ဝယ်ပြီးတော့ဟိုမှာရိုက်ကွေးလုပ်ဖို့ makeup မလင်းခင်ခဏကတ်လိုက်။ပြီးမှခွာပြီး makeup လေး အဲ့ဒါမျိုးတွေပို့ပြီးတော့တုံးတာပါတယ်တဲ့နောက်ပြီးတော့ဒါကတော့လောင်းနှုတ်တွေအတွက်ပေါ့နော် on camera day အတွက်ဆိုပြီးတော့သူက mix လုပ်ထားတာလीရှိအကယ်၍ရိုက်ကူးကြီးအခုခေတ်ကရိုက်ကူးကြီးဆိုတာလေလောင်းနှုတ်ကင်မရာကြီးတွေမှမဟုတ်ဘူးလေကိုပိုင် vlog တွေရိုက်တယ်အပြင်မှာလည်းကို live time ကိုရိုက်တယ်တော့ဘယ်သူမှဆိုကင်မရာမှာကြည့်ကောင်းချင်တာပဲအဲ့တော့ကင်မရာ ready ဖြစ်ချင်တယ်ဆိုလို့ရှိရင်သူကအဓိကအရေးကြီးတာ facial mix လीရှိဖို့လိုတယ်ပေါ့နော်အဲ့ဒီ mix လीရှိမယ်ဒီတော့ပြီဆိုလို့ရှိရင် iPad ကြီးရဲ့နောက်နည်းနည်းလေးနှိမ့်နယ်ပေးပြီးမှစကားပြောရဲဆိုရင်ကိုယ့်ရဲ့မျက်နှာအကျိုးတွေကပို့ပြီးတော့အဆင်ပြေတယ်။ချိုးနေတာပေါ့။ချိုးနေတာပေါ့မျက်နှာလေးက။ ျော့ပြောင်းသွားပြီခေါ်တာနော်အဲအဲ့လိုမျိုးလေးတော့အဲဟုတ်တယ်ဟုတ်တယ်ပြောင်းလဲလေးပြောင်းလဲလေးအဲ့ဆိုဘာလို့ပဲပျော့ပျော့ကိုကတင်ဆက်တာတွေ presentation တွေအမြဲလူတိုင်းရှိနေတာကိုလုံးချင်တာကိုပြောပြရဲဆိုရဲအလုပ်ကအလုပ်တိုင်းမှာရှိတဲ့အတွက်ဒါကိုလောက်ခံနေတိုင်းမှာကိုကဒီလိုမျိုးလေးအေးအောင်ပြန်ပြီးလောက်တာ miss လေးတွေတုံးတာဒါလည်းလို့အလေးထားလေးဖြစ်သွားပြီဆိုမျက်နှာအသက်ကြီးတဲ့အခါပို့ပြီးတော့တိတိတတ်တာနဲ့နုပြောအောင်ခံစားရအောင်ဒါလေးတွေကတော့အခုလက်တော်ဒါ tips လေးတွေထဲမှာတော်တော်များများတုံးနေရလေးပြပြရပါ ဟုတ်ကဲ့ပါ။ပြီးတော့လောင်းပြောရတဲ့မှာကငွေကုန်ကြေးကြအများကြီးလဲဘာလို့ခုမှမပါဘူး။ကိုဘသားကိုလွယ်လွယ်ကူကူနဲ့ပေါ့နော်။ပြန်ပြီးတော့ခဲလှုပ်လို့ရရင်နီလန်းလေးဖြစ်တဲ့အတွက်ဒါအသုံးတယ်ပါ။ဒါမျိုးဆိုင်ညီမလေးတခွားတည်နေတဲ့ဒိစားတော့။ညီမငကိုရဲဖောင်းတာပါ။မဖောင်းပါဘူးမဆင်း။မဖောင်းပါဘူး။ ကိုရေးထဲမှာပို့ပြီးတော့မမ structure ပြောပါဦးပြောလိုက်ပါတယ်အကိုလှတယ်ငါချစ်လို့စနိုင်ယူအားမမဖောက်ငါညမလေးလှဆုံးလောကမှာခဏခဏပြောတယ်အဲ့လိုတခုတခုခဏလေးတပြေပြောလိုက်ပြောလိုက်ပြောထုတ်လိုက်ပြောလိုက်အဲ့လိုပြောကြတာပြောရတိလာပြိတ္တအဲတိုင်းတိုင်းတိုင်းရရသူ့ဖေတွေကိုလိုထိုင်နေတဲ့အတိုင်းပဲတိုင်းနာ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 စပါပါကဲညမလေးအဲ့တော့ဘာဖြစ်ဒီနေ့ဟို အခုလို sharing လုပ်ပေးတာပေါ့နော်ကျေးဇူးအများကြီးတင်တယ်အခုပို့ချောလာတော့မှနောက်နေ့ဆက်ပြီးတော့ပို့ပို့လစ်ချင်တော့မှလေနော်ဟုတ်ကဲ့ဟုတ်ကဲ့စတီချောင်းတွေပါနဲ့ဆွဲမှာစတီဓာတ်တွေပါနဲ့ကောက်ပြာပုံဝင်ဖြတ်တာလို့ရှုပ်ပစ်တင်မှာပစ်တင်မှာဒါပို့ချောရအောင်နော်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါတင်ပါတယ်ဟုတ်ကဲ့ပါရှင်ကဲအဲ့တော့လောင်ဝေးရဲ့အလှပနဲ့ပတ်သက်တဲ့ဝင်းမြောက်မှုတွေပြီးသွားတဲ့အခါမှာတော့နောက်ထပ်ခဏတစ်ခုမှာဆက်လက်တော့ပရိသတ်တွေနဲ့ဖိတ်ခေါ်တာတွေအဲ့တင်နဲ့တွေ့ဆုံပြီးသားမှာဖြစ်ပါတယ်အဲ့တော့ခဏလေးပြန်ဆုံတွေ့ပါမယ်ရှင်